နှလုံးကျန်းမာရေးအတွက်စားသစ်နဲ့စားစာဆယ်မျိုးအကြောင်းကိုဒီဗီဒီယိုလေးထဲမှာပြပြပေးသွားပါမယ်နော်။ ။မက်တစ်ချက်ကတော့ဆယ်မွန်9နဲ့တူနာ9လိုပဲဖြစ်ပါတယ်။ဆယ်မွန်9နဲ့တူနာ9မှာအိုမီဂါ3တက်တွေကျေဝါစာပါဝင်တဲ့အတွက်ကြောင့်မို့လို့သွေးပေါင်ချိန်ကိုကျစေနိုင်တယ်လို့နှလုံးကိုစီးကျက်မမြန်လို့ဖြစ်လာမဲ့နှလုံးပြဿနာတွေကိုလည်းလျှော့ချစေနိုင်ပါတယ်။တကယ်လို့ကိုကတက်တက်လို့စားရတဲ့ဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်ဒီအစားစာရနေရာမှာပေါ့နော်တို့ဘူးကိုစားထုတ်ပြီးတော့လည်းစားထုတ်နိုင်ပါရဲ့ရှင်။အမတ်နှစ်ချက်ကတော့တန်လင်းစီပဲဖြစ်ပါတယ်။တန်လင်းစီဟာသွေးကြောနေရန်တွေကိုကာကွယ်ပေးနိုင်တဲ့အန်ထရာအောက်ဆီဒန့်တွေကျေဝါစာပါဝင်တဲ့အတွက်ကြောင့်မို့လို့ ိုနှလုံးကျန်းမာရေးအတွက်စားသင့်တဲ့အစားအစာ၃မျိုးပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ထဲမှာမကောင်းတဲ့အစီအတ်တွေကိုလျှော့ချဖို့အတွက်ဆိုလို့ရှိရင်လည်းပြေဝစီတွေဖြစ်တဲ့ထောပတ်စီတို့စားအုံးစီတို့နေရာတွေမှာဒီတန်လွင်စီကိုစားထိုးပြီးတော့စားသုံးခြင်းရလဲကိုယ့်ရဲ့နှလုံးကျန်းမာရေးကိုကာကွယ်ရရောက်ပါတယ်ရှင်။နံပါတ်၃ချက်ကတော့တစ်ကြသည့်နဲ့ပိုင်းဒီလိုပဲဖြစ်ပါတယ်။ တစ်ကြသည့်နဲ့ဘာရန်ဒီကိုပေါ့နော်နေ့စဉ်လက်တဆိုးစာလောက်ပုံမှန်စားပေးမယ်ဆိုလို့ရှိရင်နှလုံးသွေးကြောရောင်ရွက်မှုဖြစ်တာကိုကာကွယ်ပေးနိုင်တယ်လို့မကောင်းတဲ့စီတီကလည်းသွေးထဲမှာညှော့နေသွားနိုင်တယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နှလုံးကျန်းမာရေးအတွက်ဒီအစားစာကိုလည်းစားပေးသင့်ပါတယ်ဒီတစ်ကြသည့်ရာဆိုလို့ရှိရင်အိုမီဂါ3တဲ့ကျဲဝါစာပါဝင်တဲ့အတွက်ကြောင့်မို့လို့အိုမီဂါ3လိုအပ်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီတစ်ကြသည့်ရာကောင်းတဲ့ဖြစ်ဆက်စာဖြစ်ပါတယ်ရှင်နံပါတ်၄ချက်ကတော့လေမော်သီးပဲဖြစ်ပါတယ်လေမော်သီးရာဆိုလို့ရှိရင်ဒီ မကောင်းတဲ့အဆီဓာတ်တွေကိုချပေးနိုင်တဲ့အမြင့်ဓာတ်တွေပေါ်ကျော်သွားသလိုသွေးပေါင်ကျစေနိုင်တဲ့ပိုတက်ဆီယမ်ဓာတ်တွေလည်းပေါ်ကျော်သွားတဲ့အတွက်ကြောင့်မို့လို့ဒီနှလုံးသွေးကြောကျင်းတာပြီးတော့ဘောနောသွေးတို့ရောဂါကြောင့်နှလုံးထိခိုက်တာတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့ဒီလိမ္မော်သီးကိုတစ်နှစ်တစ်လုံးပုံမှန်စားပေးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နှလုံးလေးဟာကျန်းမာနေမှာသိကြပါရဲ့နော်။ နံပါတ်5ချက်ကတော့ထောပတ်သီးပဲဖြစ်ပါတယ်ထောပတ်သီးဟာအစီများလို့ပေါ့နော်နှလုံးကျန်းမာရေးအတွက်မကောင်းဘူးလို့အချို့ကထင်တတ်ကြပါတယ်တကယ်တော့ထောပတ်သီးမှာပါတဲ့အစီဟာနှလုံးကျန်းမာရေးအတွက် အထူးအကျိုးပြုတဲ့အစီအတက်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအစီဒီဟာခန္ဓာကိုယ်ထဲမှာပေါ့နော်မကောင်းတဲ့အစီဒီကိုဖယ်ရှားပေးနိုင်တယ်လို့နှလုံးကျန်းမာရေးအတွက်လည်းထူးရှည်အစားအစာဖြစ်ပါရဲ့နော်တကယ်လို့ဒီထောပတ်ဒီကိုပေါ့နော်အခါအခွင့်တင်တိုင်းစားပေးခြင်းဟာကိုယ့်ရဲ့နှလုံးရောဂါကိုပါကာကွယ်ပေးတာဖြစ်ပါတယ်ရှင်ညမန်းချချက်ကတော့ဒက်ချောကလက်ပဲဖြစ်ပါတယ်ဒက်ချောကလက်ကိုပုံမှန်စားသုံးပေးခြင်းဟာနှလုံးကျန်းမာရေးကိုထောက်ကူပြုသလိုနှလုံးရောဂါပြစ်နိုင်ခြေကိုလည်းလျှော့ချပေးပါတယ်နှလုံးရောဂါတင်မကပဲနဲ့လေဖြတ်ရောဂါစီးတို့ ရောဂါတို့ကိုပါကာကွယ်ပီးသားဖြစ်တယ်လို့ကျန်းကျင်သူတွေကပြောကြပါတယ်။ဒါကြောင့်မို့လို့တက်ချော့ကလပ်ကိုနှလုံးကျန်းမာရေးအတွက်ပုံမှန်စားသုံးသင့်ပါရဲ့နော်။ဘလက်တိုင်းလေးမှာဆိုလို့ရှိရင်အဆီဒက်များတဲ့ချော့ကလပ်ကိုပေါ့နော်။ကိုယ့်ရဲ့ကောင်မလေးကိုကျွေးမဲ့အစားနှလုံးအားကောင်းစေတဲ့ဒီတက်ချော့ကလပ်ကိုဝယ်ကျွေးခြင်းဟာကိုယ့်ကောင်မလေးအတွက်ကျန်းမာရေးဗဟုသုတလည်းရှိရဲ့။ပြီးတော့ Romantic Center လည်းရောက်တဲ့အတွက်ကြောင့်မို့လို့ဘလက်တိုင်းလေးရောက်တဲ့အခါမှာကိုယ့်ရဲ့ကောင်မလေးကိုတက်ချော့ကလပ်လေးဝယ်ပြီးတော့ပြောင်းကျွေးခြင်းတပါရဲ့နော်။ တခုတော့တတိထားဖို့လိုအပ်ပါရဲ့เนาะအဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီ dead chocolate မှာဆိုလို့ရှိရင်ပေါ့เนาะဒီကိုကိုပါဝင်မှုနှုန်းက70%အနည်းဆုံးရှိမှသာနှလုံးအားကောင်းစီမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ chocolate မဝယ်ခင်မှာကိုကိုပါဝင်မှုနှုန်းလေးကိုတော့အရင်ဆုံးစစ်ကြည့်တင်ပါရဲ့เนาะနံပါတ်ခုနှစ်ကတော့အစီလျှော့ထားတဲ့ဒင်ကြီးပဲဖြစ်ပါတယ်အစီလျှော့ထားတဲ့ဒင်ကြီးကအရိုးတွေကိုတံမာစီုံတာမကပဲနဲ့သွေးပေါင်ခြင်းကိုပါကျစေနိုင်တဲ့အတွက်ကြောင့်မို့လို့နှလုံးကျန်းမာရေးအတွက်ကောင်းမွန်တဲ့စားစာတစ်မျိုးပဲဖြစ်ပါတယ်အစီလျှော့ထားတဲ့ က်အတွက်ကြောင့်မို့လို့ကယ်ဆီယံဆုပ်ယူမှုကိုပါပိုများစေတဲ့အတွက်ကြောင့်မို့လို့အရိုးတွေကိုပိုတက်မာတဲ့အကျိုးကိုပါခံစားမှာဖြစ်ပါတယ်။ဒါကြောင့်ဒင်းဂျင်ဟိုပုံမှန်တောက်ပေးမယ်ဆိုလို့ရှိရင်ဒီသွေးထဲမှာမကောင်းတဲ့အဆီတွေကိုပါလျှော့ချစေတဲ့အတွက်ကြောင့်မို့လို့ဒင်းဂျင်ဟာဆိုလို့ရှိရင်နှလုံးကျန်းမာရေးအတွက်တန်ဖိုးရှိရဲ့အစားအစာပဲဖြစ်ပါတယ်ရှင်။နံပါတ်၈ကတော့ချယ်သီးပဲဖြစ်ပါတယ်။ချယ်သီးမှာဆိုလို့ရှိရင်နှလုံးသွေးကြောရောင်ရမ်းတာတွေကိုကာကွယ်ပေးနိုင်တဲ့အန်ထွန်အောက်ဆီဒန့်တွေပဲကျေဝါးစာပါဝင်တဲ့အတွက်ကြောင့်မို့လို့ဒီနှလုံးအားကောင်းစေဖို့အတွက်ဆိုလို့ရှိရင်လ နဲ့ခြေသေးကိုစားပစ်သင့်ပါရဲ့နော်။နံပါတ်6ချက်ကတော့အစိမ်းရောင်ရွက်တွေပဲဖြစ်ပါတယ်။အစိမ်းရောင်ရွက်တွေဟာ သွေးကြောကျယ်စီပြီးတော့အောက်ဆီဂျင်ပို့ဆောင်မှုကို ပိုအားကောင်းစေတဲ့ဗိုက်တာမင်ဓာတ်တွေသတ္ထုဓာတ်တွေနိုင်ထွက်ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်မို့လို့ဒီအစိမ်းရောင်ရွက်ကိုမြဲမြားစားတဲ့သူတွေရဲ့နှလုံးအားပေါ့နော်အောက်ဆီဂျင်ကျယ်ဝတဲ့သွေးတွေပဲအမြဲတမ်းပို့ဆောင်ခံရမှာဖြစ်ပါတယ်အောက်ဆီဂျင်ကျယ်ဝလို့နှလုံးအားကောင်းပြီးတော့နှလုံးရဲ့အလုံးလုံးနှုန်းကလည်းတိတိတတ်တာတိုးတက်လာမှာပါနှလုံးကျန်းမာရေးအတွက်စားပေးတဲ့အစိမ်းရောင်ရွက်တွေကတော့စလက်ရွက်ဟင်းနုနယ်ရွက်နဲ့မုံကြီးရွက်တို့ပဲဖြစ်ပါတယ် နောက်ဆုံးချက်ကတော့ပဲနက်ပဲဖြစ်ပါတယ်ပဲနက်တွေမှာဆိုလို့ရှိရင်ဒီသွေးပေါင်ကျစေနိုင်တဲ့မက်ဂနီဆီယမ်ဖောလိတ်နဲ့အန်ထန်အောက်ဆီဒန့်တွေပါဝင်တဲ့အတွက်ကြောင့်မို့လို့နှလုံးကျန်းမာရေးအတွက်ကောင်းမှုပါတယ်ဒါပေမဲ့စီတုပိုးထဲကပဲနက်ကိုစားမယ်ဆိုလို့ရှိရင်တော့ရေကိုသေချာဆေးပြီးမှစားသင့်ပါရဲ့နော်ဘာလို့လဲဆိုလို့ရှိရင်တိုက်ရှိခံအောင်စိန်ထားတဲ့စားတွေရပါတော့သွေးပေါင်တက်စေနိုင်လို့ပဲဖြစ်ပါတယ်ရှင်နှလုံးအားကောင်းစေတဲ့အခြားစားစာတွေလည်းရှိပါသေးရဲ့နော်အခုပြပြပေးသွားတာကတော့နှလုံးအားကောင်းစေတဲ့အစားစာတွေ ဲ့ကမှ10မျိုးအကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစုံတိကြည့်ပြီးတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုယ့်ရဲ့နှလုံးကျန်းမာရေးအတွက်ဘယ်အစားအစာတွေကသင့်တော်လဲဆိုတာကိုသိသွားကြပြီလို့မျှော်လင့်ပါတယ်နော်အားလုံးပဲနေကောင်းကျန်းမာကြပါစေလို့ပြောရင်းလည်းကျမရဲ့ဗီဒီယိုလေးကိုသုံးသပ်လိုက်ပါရှင်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်